အားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်3 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေတနင်္လာသားသမီးများအတွက်2025ခုနှစ်မေလ9လပိုင်းတလစာ2 Australian နဲ့ area ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ Australian ကိုဆရာကြီးမင်းသူရကဟောပြောပေးထားတာဖြစ်ပါတယ် ဂျီဟော့စတန်နဲ့မှာပါဝင်တဲ့ချက်တွေကတော့လောကိုင်းစီပွားရေးအခြေရေးအိမ်တော်ရေးပညာရေးကျန်းမာရေးသတိပြုရမယ့်အသက်ပိုင်းချာဆောင်ရွက်ရန်ကိစ္စအကျိုးပေးသောအရာများနဲ့ရရတို့ဖြစ်ပါတယ်တနင်္လာသားသမီးများဟာဒီ2025ခုနှစ်မေလ9လပိုင်းအတွင်းမှာထီကန်ဆန်းမဲနဲ့အခြားသောဆုလတ်များလည်းရရှိနိုင်ပါတယ်လူများရဲ့ချင်းကြီးလေးစားမှုဂုံပြူချိမှန်းမှုလည်းခံရပါလိမ့်မယ်ဝမ်းသာဂုံယူစရာသတင်းစကားများလည်းကြားရပါလိမ့်မယ် နေရာထိုင်ခင်းကိစ္စများပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်။ခီးတို့ခီးရှည်များတွားရခြင်းရှိပါတယ်။လုပ်ငန်းခွင်တွင်းမှာလည်းမိတ်ဆွေတင်များနဲ့ဆက်ဆံရေးကောင်းမွန်ပါလိမ့်မယ်။ငွေကြေးဆက်ပစ္စည်းနဲ့စိန်ခံပစ္စည်းများလည်းဝင်လာတတ်ပါတယ်။အင်းဒီပြောင်းရတတ်ပါတယ်ကုသကောင်းမှုများအလှူတန်းများလည်းပြုလုပ်နိုင်ပါလိမ့်မယ်စီဝိုင်းလုပ်ငန်းများတိုးချက်လုပ်ကိုင်လိုစဉ်များပေါ်ပေါက်လာတတ်ပါတယ်လုပ်ငန်းကိစ္စများမှာရှေ့ဆုံးကနေဥဆောင်ဥရွက်ပြုရပါလိမ့်မယ် ကိုယ်ပိုင်လုပ်ငန်းတွေကလည်းပဲထူးထူးခြားခြားငွေဝင်ကိန်းကြုံရပါလိမ့်မယ်။ကုသကံအကျိုးပေးကြောင့်ငွေအစုခဲလိုက်ဝန်တတ်ပါတယ်။စီဝါရေးလုပ်ငန်းများလောက်ကင်ဆောင်ရွက်ရာမှာအထည်လိတ်လုပ်ငန်း၊ဖက်ရှင်၊အလကုံ၊လှပြင်ဆိုင်စတဲ့လုပ်ငန်းများအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ဒါပြင်စေဝါဖြန့်ချီလုပ်ငန်း၊အင်ချမ်းမြေရောင်းဝယ်ခြင်းလုပ်ငန်းများ၊ရင်းနှီးမြှုပ်နှံခြင်းများကလည်းအကျိုးရလဒ်ကောင်းများရရှိပါလိမ့်မယ်။ပွဲစားအကျိုးဆောင်ရှိနေစားတဲ့လုပ်ငန်းများလက်မှုပညာလုပ်ငန်းများအွန်လိုင်းလုပ်ငန်းများတည်တည်တတ်တာကောင်းမွန်တိုးတက်ပါလိမ့်မယ်ဒီကာလအတွင်းမှာဗုဒ္ဓဟူးနှင့်လေ လဲရွှေရင်ဝက်ရေစတဲ့လုပ်ငန်းများအတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်၎င်းနေနယ်နဲ့အယောင်းဝယ်ကိစ္စလက်မှတ်ရေးထိုးခြင်းများပြည့်စည်တတ်ပါတယ်အဆုံးရှုံးပေါ်တတ်ပါတယ်ပုံတုံးနဲ့ခြေလေးချောင်းမဝင်ကောင်းပါဘူးမကယ်ကောင်းပါဘူးနာမည်မှာယာရလာဝပါတဲ့ပုံကုံများနဲ့လုပ်ငန်းခွင်မှာပြဿနာတက်တတ်ပါတယ်ရွှေပြောက်ချင်းရင်ပျက်စီးချင်းရွှေငွေလဝိယတနာအယောင်းဝယ်မှချင်းဖောက်ထွင်းခံရခြင်းများစတဲ့ဆုံးရှုံးမှုများကြုံတွေ့ရတတ်တဲ့အတွက်အသည့်သတိနဲ့ဆင်ခြင်ပြုမှုနေထိုင်ပါ လူမွေးအနေနဲ့ကတော့ဒီကာလအတွင်းမှာမိမိရဲ့စိတ်ထားဖြူစင်မှုကိုအခွင့်ကောင်းယူပြီးတော့လူပန်းဝါတဲ့သူများနဲ့ကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့များသောအားဖြင့်အပေါင်းအသင်းဆက်ဆံရေးကောင်းတဲ့အတွက်မိမိခက်ခဲဖြစ်နေချိန်မှာအကူအညီကောင်းများရရှိပါလိမ့်မယ်။မိမိလေးစားအားကျသူကလည်းအကူအညီထောက်ပံ့များပေးပါလိမ့်မယ်။ပညာရေးနေနဲ့ကတော့ပညာရေးကံမှာအကောင်အဆိုးတွင်တွဲနေပါလိမ့်မယ်။ပညာရေးလုပ်ငန်းများ၊သင်ကြားရေးလုပ်ငန်းများ၊ဘာသာစကားသင်ကြားမှုလုပ်ငန်းများ၊နိုင်ငံခြားဘာသာသင်ကြားမှုလုပ်ငန်းများအောင်မြင်ပါလိမ့်မယ်။ပညာရေးမှာဆွေမျိုးသားချင်းကူညီပံ့ပိုးမှုများရရှိပါလိမ့်မယ်။ မိမိရဲ့ပညာရေးခီလန်းမှာမနာလိုတိုက်ခိုက်မှုများကြုံတွေ့ရတတ်ပါတယ်။အခြေအနေအိမ်တော်ရင်ပြူရည်သူများအနေနဲ့ချစ်ခင်ဆုံးမဲ့သူပေါများပါလိမ့်မယ်။အခြေအမှစမ်းပွင့်သလားအိမ်တော်ရင်မှာအလင်းစလိုမဆုံးဖြတ်သင့်ပါဘူး။အခြေအကိစ္စမှာတော့ပျော်ရွှင်စရာကြည်နူးစရာများပုံများပြားလာဖို့ရှိပါတယ်။မိတ်ဆွေတငယ်ချင်းတပွဲယဉ်နီးသူများနဲ့မေတ္တာရေးကိစ္စများပေါ်ပေါက်လာတတ်ပါတယ်။စိစက်ကြောင်းလန်းခြင်းများအိမ်တော်ပြူခြင်းများရှိပါလိမ့်မယ်။အိမ်တော်ရင်မှာမိမိရဲ့အိမ်တော်ဘက်ကိုအထူးကူစိုက်သင့်ပါတယ်။ အချင်းချင်းစကားများရန်ဖြစ်ပါကမိမိရဲ့အင်နာဘက်ကအိမ်ပေါ်ကနေဆင်းသွားတတ်တဲ့ကာလမျိုးဖြစ်ပါတယ်မိမိရဲ့အင်နာဘက်ကလမ်းမာခြင်းအပျော်ရှာခြင်းများကြုံတွေ့ရတတ်ပါတယ်မိသားစုစိတ်ညစ်ရတတ်ပါတယ်အသက်26နှစ်ကနေ36နှစ်ကြားတနင်္လာသားသမီးများဟာအနေဝေးတဲ့ခြေသူများအိမ်တော်ရှင်များအဖို့စိတ်ပြောင်းလဲများတတ်ပါတယ်အထူးသဖြင့်အသက်26နှစ်ကနေ36နှစ်ကြားတနင်္လာသားသမီးများဟာ မိမိရဲ့ချစ်သူနဲ့အိမ်တော်ဘက်ပေါ်မှာအရင်ကထက်ပိုပြီးတော့ကိုချင်းစာစိတ်နဲ့စာနာနားလည်မှုများတစ္ဆာရှိမှုများတိုးပြီးတော့တိဆောက်တဲ့ကာလဖြစ်ပါတယ်။ကျမ်းမာအနေနဲ့ကတော့ရေပုံရပြင်အကောင်းမွန်ပါတယ်။ဒါပေမဲ့ရန်ဖန်ရန်ကာမှာတော့ဝမ်ဘက်ယောဂခန္ဓာကိုယ်ညာဘက်ချမ်းနာကျင်ခြင်းထိခိုက်တံရရခြင်းစက်ပစ္စည်းနဲ့ရန်အန်ရယ်ဖြစ်ခြင်းများကူဆိုက်ရပါလိမ့်မယ်။ကလေးငယ်များနဲ့တက်ကြီးရွယ်အိုများကျမ်းမာရေကိုအထူးကူဆိုက်ပါ။သတိပြုရမည့်အသက်ပိုင်းခြားအသက်2နှစ်6နှစ်15နှစ်16နှစ်23နှစ်24နှစ် 26နှစ်ကနေ36နှစ်ကြာ69နှစ်80နှစ်80တနှစ်စတဲ့80နှစ်အသက်ပိုင်းခြားရှိတဲ့တနင်္လာသားသမီးများအနေနဲ့ကန်စာတာအနေငယ်ညံ့နေပါလိမ့်မယ်မိမိကိုယ်သာအာကိုတဲ့ကာလဖြစ်ပါတယ်မိမိအတွေ့အကြံမှတပါတခြားလူစီကနေအကြံဉာဏ်မတောင်းပါနဲ့ကုညီမဲ့သူထဲဒုက္ခပေးမဲ့သူသာအနာမဝန်းရံနေတယ်လို့ပါအဆိုပါအသက်ပိုင်းခြားရှိသူများအနေနဲ့ဖျားတရားကုသိုလ်ကောင်းမှုများကိုတတ်နိုင်ဆုံးပြုလုပ်ဆောင်ရွက်ပြီးတော့အရာရာမှာအတိတ်တည်းနဲ့ရှင်ပြီးတော့နေထိုင်ပြမှုပါလို့တိုက်တွန်းပါရစေခင်ဗျာ တနင်္လာသားသမီးများအနေနဲ့ဒီကာလအတွက်မှာခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စရများဆောင်ရွက်ရမှာအဆင်ပြေအောင်မြင်စေဖို့အတွက်အနောက်အရက်ကိုမျက်နှာမူပြီးတော့မြေစာမြက်တဆုပ်ကိုဆွန့်ပစ်ပြီးမှသွားပါအကျိုးပေးတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်အိမ်ပြောင်းခြင်းခီးသွားလာခြင်းခွဲစိတ်ကူးသတ်မှုခံယူခြင်းအမှုပညာဂီတတရုပ်ဆောင်ခြင်းစီဝါဖြန့်ချခြင်းစေကန်းဖွင့်ခြင်းစာပေနဲ့စာနယ်ဇင်းလုပ်ငန်းများစတင်ခြင်းအင်ချန်မြေရောင်းဝယ်ခြင်းယင်းနှမြုပ်နှံခြင်းများကောင်းပါတယ် အကျိုးမပေးတဲ့အရာကတော့အရှိရက်ဖြစ်ပါတယ်။အိမ်ပြောင်းခြင်း၊ခွဲစိတ်ကုသမှုခံယူခြင်း၊အိမ်ချမ်းမြေဝယ်ယူခြင်း၊ရင်းနှီးမြှုပ်နှံခြင်းမလုပ်တဲ့မှာရင်ရောင်းဝယ်မကောင်းမှာခီးသွားလာခြင်းမကောင်းမှာဘေးဥပက်ကြုံတတ်ပါတယ်။အကျိုးပေးကနန်းတွေကတော့2 3 8နဲ့ခွန်တို့ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာများကတော့နက်ပြာရောင်၊ကြက်သွေးရောင်များဖြစ်ပါတယ်။တနင်္လာသားသမီးများအတွက်အစိုးရနေပြပြပြီးတော့ကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်ရေရရအနေနဲ့ကတော့မိမိရဲ့မွေးနေ့နံဖြစ်တဲ့တနင်္လာနေ့နဲ့10:56မိနစ်မှာ မိမိအိမ်မှာပူဇော်ထားတဲ့မြတ်စွာဘုရားရှင်အားနှင်းစီပန်းသုံးပွင့်ဂန်းကောညွတ်၃ညွတ်လူတန်းပူဇော်ပါအတိအရွယ်အစိမ့်ကျော်ဖြင့်ဆွံ့တော်ကပ်လိုပါဒါပြင်အရှိရက်ကိုမျက်နှာမူပြီးတော့ပထမ်းပါဠိတော်ကိုမိမိတတ်နိုင်သလောက်ရွတ်ဖတ်ပူဇော်ပါမိမိလူရစုကိုလည်းတောင်းပါဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့တနင်္လာသားသမီးများအတွင်း2025ခုနှစ်မေလ9လပိုင်းတလစာထူဟော့စတန်ရဲ့ရေဒီယာပဲဖြစ်ပါတယ် တနင်္လာသားသမီးများအားလုံးကိုယ်ကြီးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါကတဲ့ပြည့်စုံပြီးတော့လောကန်စီပိုင်းများဆင်ပြေအောင်မြင်တိုးတက်ကြပါစေခင်ဗျာခုလိုအားပေးကြည့်ရှုနားဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူပဲကျေးဇူးတင်ရှိပါရခင်ဗျာ